နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မုံညင်းမြို့နယ်အမှတ်15ခြေလင်းတပ်ရဲမှဗိုလ်ကြီးတယောက်ရဲ့ဇနီးကိုမရင်းကျင့်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ရဲ့တမတ်ဗိုလ်ကြီးဇင်လင်းထွက်ကိုစုံခုံဖွဲ့ပြီးတော့ဆစ်ဆင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာအစောပိုင်းကဒရက်ထဲမှာနေတဲ့ဗိုလ်ကြီးတယောက်ရဲ့ဇနီးကိုအရာရှိရိတ်သားကိုလိန်ခေါ်ပြီးတော့မရင်းကျင့်ခဲ့တဲ့ ခလိုက်ရ15ကဌာနခွဲမှုဘိုလ်ကြီးဇင်လင်းထွတ်ကိုခင်မုံဖြစ်သူဘိုလ်ကြီးကတိုင်ကြားခဲ့လို့ကာကွယ်ဦးစီးချုပ်ယုံအထိတိုင်ကြားခံရကအခုလိုမျိုးစစ်ဆေးခံနေရတယ်လို့တပ်အတိုင်းဝိုင်းနဲ့နှိဆက်သူတွေကပြောပါရယ်တခြားတပ်ကမိမကိစ္စနဲ့နာမည်ပြတ်ပြီးတော့ခလိုက်ရ15ကိုရောက်လာတာရောက်လာပြီးတိတ်မကြဘူးအပတ်စဉ်တူတဲ့ဘိုလ်ကြီးမိမကိုမရင်ကျင့်တော့တာပဲ ်တိုက်ရင်မှုကတတ်တိုက်ခါကြမှာဆိုလို့အတိုင်မခံဘူးငွေချက်သိန်း30နဲ့ညှိပေးတယ်ဘိုးကြီးကလက်မခံဘဲနဲ့တိုင်လိုက်တာတိုင်စာကအပေါ်ထိရောက်ပြီးတော့အခုအဲ့ဒီဘိုးကြီးကိုဆက်ဆင်းနေပါတယ်မရေမှုကိစ္စကာကွယ်ဦးစီးချုပ်ရုံးကိုတိုင်ကြခဲ့တဲ့အတွက်တိုင်ကြသူဘိုးကြီးနဲ့ညံ့မြင်တပ်တွေကိုခတ်လိုက်ရ15တိုက်ရင်မှုဒုဗုံမှုကြီးဇော်တန်းနိုင်ကအရှိတန်းကိုပို့ပြီးတော့ဇနီးဖြစ်သူနဲ့ကလေးကိုလည်းတတ်ထဲကနေနှိမ့်ထုတ်လိုက်တယ်လို့ခတ်လိုက်ရ15နဲ့နီးစပ်သူကပြောပြထားပါတယ် မရင်းကျင်တဲ့ကိစ္စမှာဒူတိုင်းမှုတွေတက်ဆွယ်မှုတွေတက်ရင်းမှုတွေကဘာလို့လိုက်ကူညီပေးနေရတာလဲဆိုတော့ဗိုလ်ကြီးဇင်လင်းထွက်ရဲ့မိမလှိုင်မှုတက်ကဒူဗိုလ်ချုပ်ကြီးတန်းလိုက်ရဲ့တမိဖြစ်နေလို့ပဲစုံခုံမဲစစ်တာမဖမ်းရဘူးအခုတက်ထဲမှာအဲ့ဒီဗိုလ်ကြီးကတက်မိသားစုဝင်နေတဲ့ကဘသူ့ကိုထပ်ပြီးတော့မရင်းထက်ကျင်အောင်မလဲဆိုပြီးတော့စိတ်ပူနေကြရတယ်လို့ပြောဆိုထားပါတယ်ခလာရ15မှာတက်ရင်းမှု ဥပုံမူကြီးဇော်တန်းနိုင်နဲ့ဇနီးပြည့်သူဒေါ်အေးအသိန်းတို့ကမရေမှုကိစ္စနဲ့ပတ်သက်ပြီးတော့တရင်အပြင်ကိုမထွက်ဖို့တိုင်ကြားထားတဲ့ဗိုလ်ကြီးရဲ့ဇနီးကိုအဆက်အသွယ်မလုပ်ဖို့နဲ့အခေါ်ပြောမလုပ်ဖို့တပ်မိသားစုဝင်တွေကိုပြောဆိုထားတယ်လို့သိရပါဗျ။ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့အမှတ်၄၄အမြောက်စက်ခန်းကုတ်ကဲမှုဌာနချုပ်လက်အောက်ခံအမှတ်၂၈အမြောက်တပ်ရင်းကတပ်ရင်းမှုဒုဗိုလ်မူကြီးဝင်းနိုင်ဦးဆောင်ကစစ်ဆေးနေတယ်လို့သိရပါဗျ။စစ်အာဏာသိမ်းတဲ့အချိန်ကကာဆတ်ထ၆မှုပြည်ထရေးဒုဝန်ကြီးရဲ့ရဲချုပ်ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးတန်းလိုင်ကိုအကြံဖတ်စစ်ခေါင်းဆောင်က2022ခုနှစ်မှာအရန်အင်အားကိုပို့ဆောင်လိုက်တာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ